မင်္ဂလာပါရှင်မင်္ဂလာခေတ္တ channel နဲ့ပြန်လဲကြည့်ဆွနိုင်ပါရှင်ကျမတို့ channel ကလည်းနောက်ဆိုရသရိုင်းများကိုစားတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်ယခုပထမဆုံးစားတင်ဆက်ပေးမယ့်တရင်ကြောင့်လည်းကတော့ကြံ့ဖို့အမတ်လောင်စစ်ဖို့ချက်ဟောင်းများကိုရွေးကောက်ပွဲအနိုင်ရအောင်လုပ်ကြရန်မင်း online ကအမိတ်ပေးထားတော်လည်းပဲအစိုးရတင်တဲ့လွတ်တော်တစ်တွေမိတိရာချုံနဲ့နေရပေးမိကိုအတိမပေးဘူးဆိုတဲ့တရင်လေးပဲဖြစ်ပါရဲ့ ကျင်းပပါဒီမှာရွေးကောက်ပွဲဝင်ကြမယ်လို့ကြောင့်အမလောက်စစ်ပွဲချောင်းများကိုရွေးကောက်ပွဲအနိုင်ရရှိရေလှုပ်ဆောင်ချင်ရစကားဆောင်မြန်နိုင်ကအမက်ပေးထားတော်လည်းပဲအစိုးရတင်းနဲ့လွတ်တော်တစ်တွင်မိတိတောင်းဝန်နဲ့ရာထူးများပေးမိကိုတော့ချက်ဖို့ပြောဆိုခြင်းမရှိဘူးလို့စစ်ပွဲချောင်းများကချက်ဖို့ပြောဆိုထားပါတယ်။ ပါမယ်ဒီဇင်ဘာလအတွင်းပြည်တော်မှရွှေကောက်ပွဲမဲဆက်စီရီအတွေ့ချက်ဖို့ပါတဲ့အတွေ့ရွှေကောက်ပွဲအောင်နိုင်ရေးအဖွဲ့များကိုဖွဲ့စည်း၍မိတ်ဆက်မှုများလှုပ်ဆောင်ခြင်းစစ်ဘုချဟောင်းတချို့ကနယ်မြေခံချက်ဖို့ပါတီဝင်များကိုရွှေကောက်ပွဲအောင်နိုင်ရေးအသက်တရပောင်းရပေးကြရန်မြေတရားခံကြကြ။နိုင်ငံတော်ကတာဝန်ပေးအပ်၍အမတ်လောင်းအဖြစ်လာရောက်ရှင်ပြန်ရခြင်းဖြစ်ကြောင်းရွေးကောက်ပွဲအနိုင်ရရှိရေးစကောင်းဆောင်မြောက်နိုင်ငံကဆောင်ရွက်ရညွှန်ကြားထားကြောင်း ရွေးကောက်ပွဲအနိုင်ရရှိပြီးပါကလည်းအစိုးရတင်းနဲ့လွတ်တော်တစ်တွေမိတိရာထူတာဝန်နဲ့နေရာများပေးမိကိုလည်းမသိရှိပဲကြာရတာဝန်ထမ်းဆောင်ရန်ရောက်ရှိလာခြင်းဖြစ်တယ်ဟုထုတ်ဖော်ပြောဆိုကြကြောင်းသိရှိရပါတယ်အခုပါတီထဲမှာအွန်လိုင်းရေးအဖွဲ့တွေဖွဲ့တဲ့အဲဒီမှာနေမြေကွင်းစင်လာတဲ့အမတ်လောင်ဘူချုပ်ကြီးတွေကသူတို့ဒီလိုလာပြီးရှင်ပြိုင်တာကနိုင်ငံတော်ကတာဝန်ပေးလို့လာတာအနိုင်ရရှိအောင်အလောကဝိုင်းဝန်းပြီးကူညီပေးကြပါအနိုင်ရရှိဖို့လည်းအထက်ကစူးစမ်းခိုင်းထားပါတယ်အဲဒါကြောင့် သူတို့ယူကောက်ပွဲနိုင်ပြီးရင်လည်းအစိုးရတင်တဲ့လွတ်တော်တင်မှာပါရချူပါတာဝန်ပေးမယ်ဆိုတော့မသိရပါဘူး။ဘာတာဝန်ပါရချူမှမပေးရင်လည်းလွတ်ကျော်အမတ်ဖြစ်နေနယ်မြေခန့်ပါတင်ဝင်နေတဲ့သူတို့နဲ့တရားတဲ့ရက်တိမင်းအဲအကြောင်းယူကောက်ပွဲအနိုင်ရရှိအောင်အလုပ်ကတစ်စက်ချုံဝန်းကူညီပေးကြပါလှုပ်ပေးကြပါဆိုပြီးမြေတရားခန့်ချပါတယ်လို့ကြံခိုင်ရပါတဲ့တရားမြတ်ကပြောဆိုထားပါတယ်။ချမ်းဖို့ပါတီကနေ့ရှင်မဲဆွေစင်ရေလှုပ်ဆောင်ရခြင်း ကောစင်းလုံချဆင်းရဲတရားပြဆုံမှုရဲ့စီပေါ်ရဲ့ကောင်းမွန်ရေးဆိုတော့အချက်များကိုအဓိကထားဦးတည်မဲ့ဆွေချောင်းမဲဆွေပွဲတိုင်းတွင်တက်ဖို့ပါတီကိုမဲပေးဆက်ဖြင့်မိတို့မိပုံမဲပေးရမည်ကိုအဓိကပြတ်သစီယုံနေကြောင်းသိရပါတယ်လရှိကျန်ဖို့ပါတီရဲ့မဲဆွယ်ပွဲလာတက်သူများကိုဆန်စစ်စာအပါဝင်ရိတ်ခတ်ကြောင်းများလမ်းစဉ်အဖြစ်ငွေကျပ်2000ကျပ်ဖို့ပါတီအမတ်တစိမ့်အုပ်ချုပ်အင်ဂျီပေါင်းပြများကိုအခမဲ့ဖြန့်ဝေပြီး နေအိမ်တိုင်းတွင်ကြံ့ဖို့အလံများထောက်ထားကြရန်အလံငယ်လေးများကိုလည်းထုတ်ပေးနေကြောင်းသိရပါသည်မဲဆွယ်ပွဲတည့်ရင်တော့စံတပြည့်စီ25ကျပ်တက်တပူကလာပဲတထုတ်ပေးတယ်ငွေကတော့1000လမ်းစိနဲ့မို့ဖို့ပေးတယ်ပါတီရဲ့အုတ်ထုံးအင်ဂျီပေးတဲ့အိမ်တိုင်းမှာထူထောက်ဖို့ပါတီအလံလေးတွေပေးတယ်ဒါကဘဟုဝါချပေးတဲ့ငွေနဲ့လောက်ကြပါလို့ကြံ့ခိုင်ရေးပါတီတရရင်မြေကရှင်းပြထားပါသည်မြန်မာရေးစခန်းချေရာစကော်မရှင်မဆေးရရှိခြင်းများဖြစ်တဲ့အောင်းနေတွင်မြားချုံဦး ဝန်ကြီးတင်အောင်စံဒုတိယဘိုလ်ချုပ်ကြီးဟောင်းကံမြတ်တန်ဘိုလ်ချုပ်ကြီးဟောင်းဒေသကျော်ဒုဘိုလ်ချုပ်ကြီးဟောင်းတပ်ပုံဒုဘိုလ်ချုပ်ကြီးဟောင်းဖုံမြတ်ဒုဘိုလ်ချုပ်ကြီးဟောင်းလိန်အောင်ဒုဘိုလ်ချုပ်ကြီးဟောင်းဆိုတင့်နိုင်တို့ကပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နဲ့ပြည်내တိုင်းလွတ်တော်တို့မှစက်ဖွဲ့ပါတီကုစားပြုပါဝင်ချက်ပြန်နေကြပါတယ် အကြံဖက်စကော်မရှင်ဖက်မှာအောင်နေကျွေးကနေပြီးတော့မြို့သားလှွတ်တော်မဲဆန္ဒနဲ့ပီအာကျွေးလကောင်ညိုစောကကိုကိုကျွန်းပြည်သူ့လွတ်တော်မဲဆန္ဒနဲ့မလကောင်မြားချွန်ဦးကပြည်ရင်းမြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနဲ့မလကောင်ရှင်ပြန်ကြမိဖြစ်ပါရယ်ဒုတိယဘုချုပ်ကြီးဟောင်းတက်ဘုကစကန်မြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနဲ့ဒုတိယဘုချုပ်ကြီးဟောင်းဆိုတင်နိုင်ကမကွေးမြို့နယ်မဲဆန္ဒနဲ့ဒုတိယဘုချုပ်ကြီးဟောင်းကံမြတ်တန်ကမူပဲမြို့နယ်မဲဆန္ဒနဲ့ဒုတိယဘုချုပ်ကြီးဟောင်းမြို့သိန်းစောကပေါက်ခောင်းမြို့နယ်မဲဆန္ဒနဲ့တွင်ဝင်ရောက်ရှင်ပြန်မှာဖြစ်ကြောင်းသိရပါရယ် ဂျပန်ပါတီအုပ်ချခင်ကြီးကဇေယတူရီမြို့နယ်အရေးစားပုံချုပ်ရေးတင်အောင်ဆန်ကဥတရတူရီမြို့နယ်မင်းကင်မြို့မောင်မြင့်ကဇမြူတူရီမြို့နယ်မေဆန္ဒနယ်အရေးစားပုံချုပ်ကြီးညဟင်ကတက္ကနတူရီမြို့နယ်ပုပ္ပတူရီမြို့နယ်တွင်ဘူလက်လရွှေဝှချုံဟောင်းမောင်မအိုကတက္ကုံမြို့နယ်မေဆန္ဒနယ်တွင်အတိအသေးရှင်ပြန်ချမှာဖြစ်ကြောင်းသိရပါသည်စစ်တကကျဖို့ပါတီတို့အဖို့ချုပ်ကြီးအဆင့်ကနေတက်ကြကြီးစီရဲ့အဆင့်အထိ၄၈၂ခုဦးစစ်လုခဲ့ပြီး စစ်သက်မှာဘိုးချုပ်ကြီးတူဒူဘိုးချုပ်ကြီး6ဦးဘိုးချုပ်12ဦးဘိုးချုပ်ကြီးဘိုးမူကြီးနဲ့ဒူဘိုးမူကြီး300ဦးဘိုးကြီးနဲ့ဘိုးမူ130ဦးရေအုံမတက်ချက်ကြီးစီရဲ့ထိအခြားအစ်60ဦးစေလုခဲ့ကြောင်းစစ်တပ်ထက်တဲ့အရာရှိများမှာချက်ဖို့ပါသည့်အမတ်လောင်းများအဖြစ်ဝင်ရောက်ရှင်ပြန်မှဖြစ်ကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့မော်ရမြိုင်မြို့ဈေးကျူအွန်လိုင်းတွင်စစ်တပ်တရင်ပင်နဲ့မူရည်စေဝါရောင်းဝယ်နေသူတုံးပြစ်ခတ်ခံရပြီးတည်ဆုံခဲ့တဲ့ဆိုတဲ့တရင်ကိုတက်ဆက်ပြမှာဖြစ်ပါရယ် မော်ပြင်းနယ်မော်ရမြိုင်မြို့ဇီတူအဝိုင်းတွင်စစ်တပ်နှင့်ပူးပေါင်းပြီးမူရစ်စဝါရောက်ွယ်ဖြန့်ဖူးရရေရောက်လှုံ့ဆော်နေတဲ့သူသုံးပြစ်ခတ်ခဲ့ရပြီးဒေသသွားခဲ့ကြောင်းဒေတာနေပြည်သူများနဲ့တော်လင်းတရေမြေကရောင်းခဲ့တဲ့တရင်ဌာနတပြုစုချပါတယ်။နှုတ်ရမှာကိုရင်းနေညစနိုင်33မိနစ်ခန့်တွင်မော်ရမြိုင်မြို့ဇီတူအဝိုင်းရှိမြေလူလန်းဆိုင်တွင်အကြံဖက်စတဲ့နဲ့ပူပေါင်းပြီးတရင်ပေးနေသူလည်းဖြစ်မူရစ်စဝါရောင်းွယ်ဖြန့်ဖူးရလှုံ့ဆော်နေသူသုံးတို့ကိုတတတနတ်သမားကဝင်ရောက်တိုက်ခိုက်ခြင်းကြောင့်သိရပါတယ်။ ထိုတိုက်ခိုက်မှုအတွင်းမွေရစင်ဝါရောင်းဝယ်ဖြန့်ဖြူးရေးလှုပ်ဆောင်နေတဲ့အကြံဖက်စစ်တပ်တောက်တိုင်းမောင်မနီခေါ်တဲ့ကလာနဲ့အပေါင်းပါနှုတ်စလုံးတည်ဆုံခဲ့ကြောင်းသိရပါတယ်။မနေ့ကည7:33မိနစ်မှာမော်ရမြမြို့ဇေတူအဝိုင်းကမြို့ရှောင်းလန်းနာမြေတူလန်းဆိုင်မှာတလန်တုံးကောင်ပြစ်ခတ်ခံရပြီးတည်ဆုံပါတယ်။ပြစ်ခတ်ခံရတဲ့တုံးကောင်က WY တွေကိုစစ်ခွေနဲ့ငွေပေးငွေယူလုပ်နေတဲ့တူတွေဖြစ်ပါတယ်။အသေးဆုံးသူတုံးကောင်ချမ်းမှာ မောင်မနီခေါ်တဲ့ကလားအမိပဲတည်ရပါတယ်ကျန်တဲ့တကောင်အမိတော့မတည်ရသေးပါဘူးလို့ဒေတာတွင်စေသတင်းတွေကပြောဆိုထားခဲ့တာပဲဖြစ်ပါတယ်ဆိုပါတက်ခဲမှုကတော့ Monster Revolutionary for MSRN နဲ့ရမညာ Monster RMA တို့ကပြုလုပ်ခဲ့ကြတဲ့ဒေတာတွင်စီးတရင်မြေကပြောဆိုခဲ့တော့လည်းပဲ Young Kid တရင်ချနာကဆက်လက်တည်ပြုရန် Japan နဲ့ဆက်ဖြစ်ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့ Material မြို့နယ်စေတော်ကြီးရေလောင်တမန်နဲ့ပတ်ဝန်းကျင်ကိုစစ်တပ်ကပြန်လည်သိမ်းပိုက်ပြီးရနာ မတရားစစ်ကူနဲ့တပိတ်ချင်းမြို့နယ်တို့မှပြည်သူများကို MGYPDF ကစစ်ရေးအခြေအနေသတိပေးချက်ထုတ်ပြန်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်အကြံဖက်စစ်တပ်ကမတရားမြေနယ်ရှိဆရောကြီးရေလောင်တမန်နဲ့ပတ်ဝန်းကျင်ကိုစစ်တပ်ကပြန်လည်သိမ်းပိုက်ပြင်းတာမတရားစစ်ကူနဲ့တပိတ်ချင်းမြေနယ်တို့မှာပြည်သူများတို့ MD1 PDF ကစစ်ရေးအခြေအနေသတိပေးချက်ထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ9ရက်နေ့အကြံဖက်စစ်တပ်ကမတရားမြေနယ်ဆရောကြီးရေလောင်တမန်နဲ့နယ်မြေခံတပ်ထဏာချုပ်ပတ်ဝန်းကျင်အားလုံးကိုပြန်လည် တိုက်ခတ်သိမ်းပိုက်ခဲ့ပြီးနောက်မန္တလေးတိုင်းမတရားမြို့နယ်စစ်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တွင်စစ်တပ်ကပြင်းထန်တိုးစစ်ဆင်တိုက်ခတ်နေခြင်းတိုက်ပွဲပြင်းထန်နေကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်ကအထောက်ပြန်ချပါသည်2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွင်မတရားမြို့နယ်တပိတ်ချင်းမြို့နယ်နဲ့စစ်ကူးမြို့နယ်တွင်အကြမ်းဖက်အနာသိမ်းဆုစုက တရားမဝင်တရားရွေးကောက်ပွဲကိုအရမပြုလို့ရန်ဆောင်ရွက်လျက်ရှိနေပြီးရင်ကာလမတိုင်မီတွင်တာလွန်အရာများစွာဖြင့်အသုံးပြု၍တော်လိုင်းတပ်ဖွဲ့များ၏ထိန်းချုပ်စုမှုနယ်မြေများကိုအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး၏လှုပ်ရှားစုမှုရာနယ်မြေများဖြစ်တဲ့မတရားမျိုးနဲ့စစ်ကူမျိုးနဲ့တပိတ်ချင်းမျိုးနဲ့တို့တွေလည်းအကြမ်းဖက်အနာသိမ်းစုစုကတရားရွေးကောက်ပွဲပြုလုပ်ရန်လျားထားတဲ့မျိုးနယ်များစင်တွင်ထပ်တွင်ထားကြောင်း MDY PDF ကတရင်ထုတ်ပြန်ထားဖြစ်ပါရယ် ရခိုင်ခအမတရားမြင်းနယ်စစ်ကွန်မြူနယ်နဲ့တပိတ်ချင်းမြူနယ်တွင်တနေ့ထက်တနေ့စီရင်တိုက်ပွဲများပုံမပြင်းချမ်းလာနေကဆိုမာဒီနာအကျွင်းနေပြည်သူလူထုအနေဖြင့်တိုက်ပွဲတွင်ကြုံတွေ့ရရှိနိုင်တဲ့အခြေအနေများနဲ့ပတ်သက်၍ကြိုတင်ပြင်ဆင်ကြပါရန်နဲ့ဘေးအန္တရာယ်ကင်းရှင်းနိုင်ရန်အတွက်လိုအပ်တဲ့အစီအမံများလှုံ့ဆော်ထားကြပါရန်ပြည်ထောင်ကွေကျမတော်မှန်တရေကတတိပိထားဖြစ်ပါရယ်ပြည်သူ့ကာကွယ်ရေးတမရမန္တလေးတီအကြံပေးအနာတင်ဆိုးဆူရဲ့လက်ရှိထိုးစစ်ကိုကိုးစွမ်းညံစွမ်းရှိသည်များဆက်လက်ကုကံကာကွယ်သွားမှာဖြစ်ကောင်း ပြည်တော်တော်ရေးကြီးရဲ့အဆုံးသတ်ပန်းတိုင်ကိုရှောက်တဲ့အထိမဆုံးမနစ်ဆက်လက်ချီတက်သွားမှာဖြစ်ကြောင်းပြည်တော်ကကိုရဲ့ကျမတို့မန္တလေးကဂရိပြုထားကြောင်းသိရှိရပါတယ်။အကြမ်းဖက်တစားပိမှုကိုကျွန်မလည်းခေတ္တနာကိုပြုပါရှေ့နောက်ထပ်ပြည်တော်ရေးပြပါတဲ့များကျောင်းရေးတရေများနဲ့နောက်ဆုံးရေးတရေများနဲ့အကျိုးပြန်လာပါမယ်။ရေတမြောင်းလုံးပဲရှင်နေရှင်ပြကြပါစေရှင်။